Sky Daily ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဒွါဒသမအကျိန်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံရင်ဗုဒ္ဓဝင်ဖြေဆူပူဇော်ပွဲမူလာတန်းနဲ့အလဲတန်းအရေးချင်းစစ်ဆောင်မွေးပွဲကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံရင်ဗုဒ္ဓဝင်ဖြေဆူပူဇော်ပွဲမူလာတန်းနဲ့အလဲတန်းအရေးချင်းစစ်ဆောင်မွေးပွဲကိုတော့ ဂျမန်နီဧပြီလ10ရက်နနက်9:00နာရီကမယန်းကုန်းမြို့နယ်အမတ်တရက်ွက်ရှိ ပထမ်းမြက်ကုန်းသဒ္ဒနာပိမှန်တော်ကြီးအပါအဝင် တိုင်းဒေသကြီးကိုစားပြုအစဉ်စာပြေဌာနအများ၌နိုင်ငံတော်လုံးတပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဆိုပါတွန်တသမအကျိန်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆောင်လင်ဗုဒ္ဓဝင်းဖြည့်ဆို့ပူဇော်ဝဲမူလာတဲ့နှစ်အလဲတန်းစဉ် အရေးအချင်းစစ်ဆောင်မွေးပွဲမှာအမတ်တရက်ကွက်လုံးဆိုင်ရာပထမမြက်ကုံသဒ္ဒနာပိမံတော်ကြီးမယန်းကုံမြို့နယ်တနုဗျူမြို့နယ်လက်ပဒန်းမြို့နယ်ဒိုင်ဦးမြို့နယ်တဝဲမြို့နယ်အိမ်မဲမြို့နယ်တိုက်ကြီးမြို့နယ်မြကြီးနားမြို့နယ်တောင်ကြီးမကွေအစားရှိတဲ့ပြည်နယ်နယ်တိုင်းဒေသကြီးများတွင် ကျင်းပခဲ့တာဖြစ်ပြီးပထမမြက်ကုံသဒ္ဒနာပိမံတော်ကြီးမှာအဆိုသူစုစုပေါင်း250နီးပါးဖြစ်ဆိုခဲ့တယ်လို့သိရပါတယ် ဒွါဒသမအကျိမြောင်မြန်မာနိုင်ငံလုံးဆိုင်ရာတုတ္တဆောင်လင်းဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲမူလာတန်းနဲ့အလဲတန်းအရေးချင်းစစ်ဆောင်ွေးပွဲနဲ့ပတ်သက်ပြီးတာဝန်ရှိသူနဲ့တွေ့ဆုံက အခုလိုမေးမြန်းခဲ့ပါတယ်။ အဲတော့ဒီမှာဥသာဆာဗီဆန်လာဖြစ်တာဆိုရင်ဒါတက်3ချိန်မြောက်ပေါ့တတိယချိန်မြောက်သွားပါပြီအဲဒီဒီနှစ်မှာတော့အဲမူလာရန်နဲ့အလဲရန်ပေါ့အခြေပြုရန်နဲ့အလဲရန်ကအလုံးပေါင်းပြည့်236ယောက်ရဖြစ်ဖြစ်ဆိုရတာပေါ့ဒီရအလုံးအဲခလေးလေတော်တော်လေးများများတော့ဖြည့်ဆုံနိုင်တဲ့အနေအထားမျိုးတွေ့ရပါတယ်။ဟောခက်ခဲမရှိတဲ့အလုံးပတိပဘဟောကလည်း လာရောက်ပြီးတော့ကူညီပံ့ပိုးပေးတဲ့အတွက်အားလုံးကအဆင်ပြေချောချောမွေ့ပါပါဒီမိသူဒီလက်ရှိဖြေဆိုပူစပတ်ကျင်းပတဲ့ဘာလို့မှတုံ့တက်ရှိတယ်လေအဲပထမတက်ပါဆိုလို့ရှိရင်ဒါဗိမာန်တော်ကြီးရဲ့ဟာထင်းထင်းဆောက်ဆောက်ဖို့တက်ကိုဒါမင်းလာခမ်းမကိုဒါခါရန်တုံ့ပြီးတော့ဒါဖန်ဝေလေးနဲ့ဟာဒီဗိမာန်ကြီးကိုထင်းထင်းဆောက်ဆောက်ပါတယ်အလဲတက်ပါဆိုတော့ဒါတရားတိုင်ပေါ့နော်အသက်ရွယ်ကြီးရင်သူတွေအတွက်ကိုညစဉ်အာဆင်နီကန်တရားထိုင်လုပ်တယ်တရားပွဲလေးပါကျင်းပါတယ် အခုဒီတတ္တယဓာတ်ပေါ့ဒါဖြည့်စုံပူဇော်ဝဲကျင်းပါတဲ့တတ္တယဓာတ်ကိုတော့ဖြင့်အကုန်လုံးကိုဒီတင်နာဖွင့်ထည့်ပုဒ်ကိုရည်ရှိအတွက်ကိုဖွင့်လို့ပါဗျာအမှတ်ဖြစ်ဘာသတ်မှတ်ပေးချပါတယ်ဒီမိဒီဘာသာသာသနာအတက်ကိုလွတ်တဲ့ဘယ်နော်ဘုရားဗုဒ္ဓဖြစ်စဉ်ပေါ့နော်ဟောဗုဒ္ဓဖြစ်စဉ်ဒီကိုဒီခလင်းငယ်လေးပေါ့ခလင်းငယ်လေးဒီအဲအများကြီးတိသွားရပြီပေါ့အဲခလင်းငယ်လေးတွေမကဘူးအချို့ချို့တော့ဟာမိဘတွေဆိုလို့ရှိရင်လည်းတို့တို့ဘယ်လိုခေါ်မလဲလူဖြစ်လာတဲ့က ဟိုဖရာတာရှိခိုးကြတယ်ဒီဗုဒ္ဓဖြစ်စဉ်တွေကိုဟာကိုယ့်ရဲ့မိသားစုစားဝတ်နေရွက်ကိုလုံးဝနေရွက်ကိုဗုဒ္ဓဖြစ်စဉ်ကိုဒီစီတိစီရာထဲထဲဝင်မသိကြဘူးလေအဲအခုလိုမျိုးကလေးတွေကိုဟိုဘယ်လိုခေါ်မလဲသင်္တန်းကိုဖွင့်လိုက်ခါကျမိဘတွေကိုယ်တိုင်လည်းဒီသင်္တန်းကိုလိုက်ဖို့ရင်းရင်းကနေပြီးတော့သူတို့လည်းဒီဗုဒ္ဓဖြစ်စဉ်လေးတွေကိုပို့ပြီးတော့ပြီးသွားကြတယ်နောက်နောက်တက်လာမဲ့သားကသမီးရဲ့အဘေကလည်းဆင်းငယ်ဆင်းငယ်ပေါ့နော်ဒီဒီအခုတင်တာတက်ပြီးတော့ပြီးမြောက်ပြီးတော့မှဖြည့်ဆိုးပူဇော်ကြတဲ့ကလေးငယ်တွေကတဆင့်အဲနောင်မြေဆက် စ်တွေကိုလက်ဆင့်ကမ်းပြီးတော့မှပို့ပြီးတော့ဟိုကြည်ကြည်ပြီးမှလေးဗုဒ္ဓပြည်စင်ကိုသိသွားလိမ့်မယ်လို့ဘုရားတော့အဲ့လိုပဲမြင်ပါတယ်မြည်ရဲ့ဟုတ်ကဲ့ကျွန်တော်တို့ကဒီမှာမြန်မာနိုင်ငံလောက်ဆက်သုဒ္ဓဆောင်တဲ့ဗုဒ္ဓဝင်ဖြည့်ဆို့ဖို့ပူဇော်ပွဲတက်ကိုဘိုးကပြန်လဲထုတ်ပေးထားတယ်ပြန်လဲစာအုပ်မှာရှိတယ်မိကုန်းတစ်ထောင်ကျွန်တော်တို့ကတင်ကြားရပါတယ်အဲ့မှာကလေးတွေကိုမိကုန်းတစ်ထောင်နားလည်အောင်လို့ဆရာမတွေအများနဲ့စုပေါင်းအင်အားနဲ့ပေါ့နော် ဒေတာတင်ကြားပြီးတော့မှဒီဖြစ်ဆိုမှုတော့ဝဲကိုကလေးတွေကဝင်ရောက်ဖြစ်ဆိုရတာဖြစ်ပါတယ်။ခက်ခဲတွေကတော့ရှိတာမှရှိပါနဲ့။ဘလို့ခက်ခဲရှိရကျွန်တော်တို့မူလနဲ့အဆင့်ကလေးတွေဆိုရင်အသက်အကြီးဆုံးက7နှစ်6လပေါ့။များသောပြင်9နှစ်လောက်ကစာယူဝင်ပြန်တဲ့ကလေးတွေကကျွန်တော်တို့မှပါဠိဘာသာတွေကိုဖတ်တဲ့အခါမှာကလေးတွေမှာအခက်ခဲတွေရှိပါတယ်။အဲ့အခါမှာကျွန်တော်တို့တွေကတင်ကြားရေးပိုင်းနဲ့ကလေးတွေမှတ်မိလွယ်လောက်တဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့ဖြတ်ထိုးညံတဲ့ကလေးတွေသိအောင်တင်ကြားပေးထားပါတယ်။အဲ့လိုတင်ကြားတဲ့အခါမှာလည်းကျွန်တော်တို့ရဲ့တင်ကြားမှုကထိရောက်တယ်လို့ပြောရမှာဖြစ်ပါတယ်။ ကလေးတွေကိုကျမတို့ဆိုအေးတက်ခန်းဆိုအရင်အောင်ဖြတ်ပါတယ်။အဲ့မှာမိကုံးပေါင်းမိကုံးက106ဘောလောက်ပါပါတယ်။အဲ့ဒါကိုကျမတို့ကအတူကောက်လေးတွေမိတဲ့အခါမှာသူတို့တွေအားလုံးကိုထေဟိုဟာမထေရဲနာမည်အစီကောက်ကိုအားလုံးပြန်ပြောပြနေတာ။ဒါကတော့ကျမတို့ဖြတ်တွန်းနီးလန်းနဲ့တင်ရတာပေါ့နော်။ဟိုကသုတဆုံးနေဒီနေ့မှာတော့ကျမတို့တမိုင်းတရက်ကွက်မှာပေါ့ကျမတို့ကမြေပြင်အနေနဲ့မစ်ရှင်တွေဆင်းပါတယ်။ဆင်းတဲ့အခါကြတဲ့အခါကျကလေးတွေအပြင်မိဘတွေကပါစိတ်ဝင်စားပြီးတော့ကျမတို့စာပြေဌာနကိုလာရောက်ပြီးတော့အနန္တနဲ့ကြောင်းတာဒီနေ့မှာပို့ပြီးတော့များပြားလာပါတယ်။ အဲ့တော့ကလေးတွေအနေနဲ့ဒီဗုဒ္ဓရဲ့ဖြစ်တော်စင်ကိုသင်ကြားတဲ့အခါမှာအရင်ကိုသူတို့စိတ်ဝင်စားပါတယ်တကယ်ကို true story ဆိုတော့သူတို့ကတစ်ဆင့်ပြန်လဲပြောပြမိနိုင်တဲ့အနေအထားတွေဖြစ်လာပါတယ်တချို့မိဘတွေတော့မသိတဲ့ဟာတွေသူတို့ကအဆအဆုံးပုံမြင်တဲ့ဘုလိုဆန်းဆန်းအားလုံးကိုအမှန်ကန်စွာနဲ့ပြောပြမိနိုင်တာကိုတွေ့ရပါတယ်မရှင်ရဲ့ကျေးဇူးတွေပါဘယ်လိုပြောရမလဲဆိုတော့ကိုကလေးတွေပါမကပါတော့ ကျွန်တော်တို့ဒီရက်ွက်မှာစာပြေတင်ကြတာမိဘတွေကလည်းပုံမူပြီးတော့ပေါ့နော်တွားပေးစေခြင်းပါတယ်ပို့ပြီးတော့ကျွန်တော်တို့စာပြေထားတော့လာရောက်ပြီးတော့ကလေးတွေပို့ဆောင်ပေးစေခြင်းပါတယ်ကျွန်တော်တို့ဆီကလည်းမြေထွေးစာနဲ့ဒီပိုးရိုင်းပြည်တော်စင်တွေကိုကလေးတွေကိုတင်ကြပေးမှာဖြစ်ပါတယ်ဒီကလေးတွေအခုလိုတင်ကြပေးရမယ်နောက်အနာဂတ်မျိုးဆက်တည်တည်မှာကျွန်တော်တို့ရဲ့ဘုရားဘာသာတာသနာရဲ့လက်ဆင့်ငယ်တည်ဆောင်သွားမယ်တားငယ်သမီးလေးဖြစ်ပါတယ်